တော့မယ်ငလျင်နဲ့ပတ်သက်ပြီးတော့လူတိုင်းဖုန်းထဲမှာထည့်ထားတဲ့ app application ရဲ့ နော် setting လေးတွေချိန်ထားတဲ့အကြောင်းလေးတွေကိုမျှော်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ app application လေးကတော့အဲလူတိုင်းတော်များလဲကြားဖို့ပြီးသိနေပြီးသုံးနေကြပြီလို့ထင်ပါတယ်မသိသေးတဲ့လူတွေအတွက်မျှော်ပေးခြင်းလည်းဖြစ်တယ်လို့မျိုး setting လေးတွေဘယ်လိုချိန်ရမလဲဆိုတာကိုမသိသေးတဲ့လူတွေအဲတပိသားလူတွေလည်းလိုအပ်ချက်လေးရှိရင်ကြည့်လို့ရအောင်လို့ဒီ video လေးကိုသုံးတည်ကြည့်ဖို့လို့အတွက်လည်းအဲပြီးတော့ဒါတတိပေးပါတယ်အဲ့တော့ဒီ app application လေးကို Play Store ကနေ download ရပါတယ်ကျွန်တော် description မှာလည်း link လေးထည့်ပေးထားအောင်မယ်အဲ့တော့ application လေးကိုကြည့်ချင်းအပြင်ဘာအကျိုးကျေးဇူးရလဲဆိုရင်အကုန်လုံးလည်းအာတော်များများလည်းပြောနေကြလို့ ့သိပြီးသားဖြစ်မှာပါလွန်ခဲ့တဲ့အချိန်ပိုင်းမိနစ်ပိုင်းတွင်မှာကိုပတ်ဝန်းကျင်ကိုနိုင်ငံမှာကိုနေတဲ့နေရာပေါ့နော်ကိုကမြန်မာမှာနေဆိုမြန်မာထိုင်းမှာဆိုထိုင်းပေါ့နော်ဒီမှာပတ်ဝန်းကျင်ရဲ့ location တွေမှာငလျင်လေးတွေဘလို့လှုပ်သွားရဆိုအကြောင်းလေးကိုမြင်ရမှာဖြစ်ပါတယ်ငလျင်ကိုချိုးအတိပေးနိုင်တဲ့ application တော့လုံးဝမဟုတ်ပါဘူးနော်ငလျင်ကိုချိုးအတိပေးနိုင်တဲ့ application မျိုးတော့မဟုတ်ပါဘူးလှုပ်ပြီးပြီးသွားချင်းချက်ချင်းသူကငလျင်ကိုဘယ်နားမှာလှုပ်သွားရဆိုတော့ကိုပတ်ဝန်းကျင်မှာပဲနော်ချက်ချင်းပဲကိုပတ်ဝန်းကျင်ပဲနေရာမှာဘလောက် skin နဲ့လှုပ်သွားဆိုတော့ချက်ချင်းသိနိုင်မယ်ချက်ချင်းကိုကအလန်းတက်ထား အလန်းထည့်ထားဆိုရင်အလန်းပေးနိုင်မယ်ပေါ့နော်ပြန်ကြည့်မယ်ဆိုရင်ကိုယ်ကဝင်ကြည့်လို့ရတယ်အဲဒီမှာဆိုရင်လည်းဒီမှာလုံခဲ့တဲ့အဲမိနစ်ပိုင်းအတွင်းမှာဒီမှာတောင်ကူပကိုးရီဒီမှာ2.3နဲ့လှုပ်သွားတယ်ဒါငလျင်ငယ်လေးတွေပေါ့နော်နောက်ဆက်တွဲငလျင်ပေါင်းတော့ငလျင်ကြီးနှုတ်ပြီးတော့နောက်ပိုင်းမှာဖြည်းဖြည်းချင်းလှုပ်လာတာ200လောက်ရှိပြီဖြည်းဖြည်းချင်းကျဲလာပြီးတော့နည်းလာပြီလို့လည်းအဲပညာရှင်တွေပြောကြပါတယ်ပို့ပြီးတော့အားပြော့ပြီးတော့ထပ်ပြီးတော့လည်းကြီးကြီးမားမားမလှုပ်ဖို့လည်းကျွန်တော်ကတော့အများကြီးဆူတောင်းပေးပါတယ်အဲ့တော့ဒီမှာအဲ စတင်နဲ့ဝင်မယ်ဆိုရင်ဘယ်ကနေဝင်ရမလဲနော်ကြည့်ပုံကြည့်နေရတာ application နဲ့ဝင်ပြီးသားတရားလေးကိုကြည့်ရမှာပါနော် ။တရားလေးကိုကြည့်ခြင်းအပြင်လွန်ခဲ့တဲ့မိနစ်ပိုင်းဘယ်နှမိနစ်ပဲမျိုးနဲ့နော်ဘလောက်စကေးပါနော်ဒါစကေး2.3ဆိုတာလှုပ်သွားတယ်ဆိုအောင်မြင်ရမှာဖြစ်ပါတယ်။အဲမြေပုံကတော့ဒီမှာဒီလိုပုံစံမြင်ရမှာဖြစ်ပါတယ်။အဲတော့ဒီမှာမြန်မာစတေးရှင်းဆက်တင်ကိုဘယ်လိုချိန်ရမလဲဆိုဒီအဆက်30ထဲကိုဝင်လိုက်မယ်ဝင်ပြီးရင်ဆက်တင်ဆိုရတဲ့ကိုဝင်လိုက်မယ်။ပမာဥဆုံး map type ပေါ့နော်ဒီမှာ map type မြေပုံမျိုးစာမြေပုံမျိုးစာမှာဒီမှာ normal ရယ် satellite ရယ် train ရယ် hybrid ဆိုပြီးရေးထားတယ်ကျွန်တော် normal ပဲရွေးထားတယ်ရှင်းလင်းမြင်ရအောင်ပေါ့နော် satellite မြေပုံတွေပါရင်လည်းရွေးထားလို့ရပါတယ် satellite ပုံစံပြောင်းမ မယ်ဆိုရင်ဒီလိုပြန်ထွက်လာလို့ရဒီမှာဒီပုံက satellite ပုံဖြစ်သွားမှာပါကျွန်တော်ကတော့အဲဟိုမက်တိုက်ကို normal ပဲထားလိုက်ပါမယ်ပြီးရင် theme ပေါ့နော် theme ကတော့ထားလိုက်တော့ show for line ပေါ့နော် show for line ဆိုတာလေးကို tick လုပ်လိုက်လို့ရှင်ဘာမြင်ရမလဲဆိုတော့အခုပြောနေတယ်ဒီပြည့်ရည်ကြိုးတွေရဲ့လမ်းကြောင်းကြီးတွေကိုဘယ်နာတွေဖြတ်သွားလဲဆိုတော့မြင်ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်ဒီမှာမြန်မာနိုင်ငံကိုဖြတ်ထားတယ်နော်မြန်မာနိုင်ငံကိုဖြတ်ထားတယ်ဒီမှာသကိုင်းပြည့်ရည်ကြိုးကြီးရဲ့ဒီခုဖြစ်သွားတဲ့ပြည့်ရည်ကြိုးတွေရဲ့နော်အနီလိုင်းနေနဲ့ပြထားပါတယ်ဒီမှာဆိုရင်ရန်ကုန် ကူမရန်ကုန်ဘက်ဒီဘက်ပေ3ခွအဲ့ဒီပဲเนาะအဲ့လိုဖြတ်သွားရပေါ့เนาะဒါက4 line နေမြင်ရမှာဖြစ်ပါတယ်ပြီးရင် setting နဲ့ပြန်ဝင်ကြည့်မယ်ပြီးလို့ရှင် location ပေါ့เนาะဒီနေရာမှာ location ဆိုတဲ့နေရာမှာ current location လို့ပေးလိုက်လို့ရှင်လည်းကိုရောက်နေတဲ့နေရာကိုပြသွားမှာဖြစ်ပါတယ်အဲ့တော့ internet တော့လိုပါတယ်အလန်းမြင်နေတယ်ဆိုရင်เนาะ internet အမြဲဖွင့်ထားရပါမယ်အလန်းမမြင်ဘူးကိုဖွင့်ကျင်တဲ့ခြင်းမှာဖွင့်ကြည့်မယ်ဆိုလို့ရှင်เนาะ internet provider နဲ့ပြန်ပြီးတော့တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ custom ဆိုရွေးလိုက်လို့ရှင်ရွေးပြီးတော့ဒီမှာကိုကရှာလိုက်မယ်ရန်ကုန်ဆိုရင်ရန်ကုန်ပေါ့เนาะအဲ ရန်ကုန်မြန်မာလိုရေးလိုက်ပြီးတော့တန်းဆိုပြီးပေးလိုက်လို့ရှင်တာကိုရန်ကုန်နဲ့ကိုယ့်ရဲ့ location ရန်ကုန်နဲ့ပြမှာဖြစ်ပါတယ်နောက်တစ်ခါ notification type ပါ notification type ကတော့ mind can free လို့ပေးထားရင်ကိုယ့်နိုင်ငံအတွင်းကိုဟိုနဲ့မှာရှိတဲ့ငလင်းလေးအကြောင်းချက်ချင်းအလန်းလုံးမှာဖြစ်ပါတယ်တကယ်လို့ဒီမှာ within distance နဲ့ပေးတယ်ဆိုရင်လည်းကိုယ်ကဒီမှာ distance ကိုပြန်နှိပ်မယ်ဘယ်နှမိုင်ပတ်လည်အတွင်းမှာသိချင်တာလေးပေါ့နော်ဒီလိုပြန်ကြည့်လို့ရတယ်အဲ့တော့ကျွန်တော်တော့ notification type ကို mind can free လို့ပဲပေးထားပါမယ်နောက်တစ်ခါ minimum magnitude ပေါ့နော်ဒါကတော့ all magnitude ကိုပဲပေးထားပါတယ်ဘာလို့လဲဆိုတော့ငလင်းသေးလေး ေးတွေနော်1 point ကနေစပြီးတော့အဘလောက်တွေလှုပ်လဲဆိုတာသိချင်လို့ all magnitude ကိုပဲပေးထားပါတယ်ပြီးရင် notification setting မှာ notification setting မှာဆိုလို့ရှိရင် show notification on ထားပါမယ် floating notification on ထားပါမယ် vibration လည်း on ထားပါမယ်ပြီးလို့ရှိရင်ဒီမှာ sound မှာအတန်ကိုရွေးလို့ရပါတယ် note ring tone အတန်ကိုရွေးလို့ရပါတယ်ဒီမှာ ring tone ကိုအတန်လေးတွေကိုကိုကိုဆူဆူညံ့ညံ့နဲ့အတန်လေးတွေကိုရွေးထားလို့ရပါတယ်နော်အဲ့တော့ ring tone လေးရွေးထားလို့ရပါတယ် အဲ notification ကိုအလန်းပေးမယ်အတန်လေးပါပြီးလို့ရှိရင် vibration ပေါ့နော်အဲနောက်တစ်ခါဒီမှာ on the lock screen lock screen လောက်ထားလဲပေါ်နေအောင်ဆိုရင် show on notification ရတဲ့ content ကို lock screen လောက်ရင်လဲပေါ်အောင်ဆိုပြီးတော့ပေးထားလိုက်လို့ရပါတယ်ပြီးလို့ရှိရင် ဒီအသေးလမ်းမြည်သေးခြင်းနဲ့ဆိုတော့အင်တာနက်ကိုတော့ရှောက်ခွင့်ထားမှာဖြစ်ပါတယ်အဲ့လိုအရန်ရေးကြည့်တဲ့အချိန်ဆိုတော့အင်တာနက်ကိုတော့ရှောက်ခွင့်ထားရင်ချက်ချင်းသူကလမ်းနဲ့အိပ်ပျော်နေတဲ့အချိန်လည်းသိရမှာဖြစ်ပါတယ်အဲ့လိုမဟုတ်ဘူးဆိုရင်တော့ကိုကသူအင်တာနက်ပြန်ဖွင့်ကြည့်တဲ့အချိန်မှာမှကိုကပြန်ပြီးတော့ဘယ်နားကြီးလှုပ်သွားသေးလဲဆိုတော့ပြန်ကြည့်လို့လည်းရပါတယ် show region show region ဆိုတဲ့နေရာမှာတော့ဒီမှာမြန်မာဘာမှကိုရွေးထားလိုက်ပါတယ်အဲဒါတွေကအရေးကြီးတဲ့ setting လေးတွေပဲဖြစ်ပါတယ်ပြင်တွဲရပါ clock ဆိုတာက12နာရီနာရီပုံစံနဲ့သွားမှာဒီမှာ16နာရီ17နာရီစသဖြင့်ပေါ့နော်အဲနောက်တစ်ခါ zone into reason န့်အကွေဆိုတာကတော့အဲလက်တလောအကွေဖြစ်သွားတဲ့ငလင်းဖြစ်သွားတဲ့နေရာကိုဇွန်ဆွဲပြီးတော့မြေပေါ်မှာပြပေးဖို့လို့ပြောထားဖြစ်ပါတော့ဒီ setting လေးတွေလုပ်ပြီးသားဆိုရင်တော့ဒါဖွင့်ထား internet ဖွင့်ထားလို့ရပါပြီဒါမှမဟုတ်ကိုကြည့်နေနေကြရင်အချိန်လေးဘယ်လိုရှိရသလဲမြေပေါ်နဲ့ဒီမှာပြန်ပြီးတော့ဒီမှာလုပ်သွားတဲ့နေရာလေးကိုထောက်လိုက်တဲ့နဲ့ဒီမှာဒီမှာတောင်ကူကင်နာလေးလေးဆိုဒီမှာမြေပေါ်မှာအသေးသေးဖြည့်ပြီးကြည့်လို့ရပါတယ်အားလုံးပဲဆင်ပြေပြီးတော့ပြေခင်းကြပါသည်